်အော်အားလုံးမင်္ဂလာခင်ဗျာဒီနေ့ကျွန်တော်တို့ Binance မှာအာညီမတယောက်ကမေးထားတာပေါ့နော် Binance မှာကျွန်တော်တို့ crypto တစ်ခုကနေတစ်ခုကို chain တဲ့အခါမှာ ကျွန်တော် Covac နဲ့ဒီ Spot Covac ကနေပြီးတော့တခါလေးချင်းနေတာနဲ့ Spot Trading ကနေပြီးတော့တခါလေးချင်းနေတာနဲ့ဘာကွာလေးပေါ့နော်အာဘာကွာလေးဆိုတော့မေးထားတဲ့မေးခွန်းပေါ်မှာကျွန်တော်ဒီမှာနည်းနည်းရှင်းပြပေးချင်ပါတယ်အဲ့တော့အဓိကကွာချက်ချက်တွေရကြတော့ကျွန်တော်တို့ဒီ Covac ကကျွန်တော်တို့အလွယ်ဆုံးနဲ့အမြန်ဆုံးနှီးလမ်းမယ် beginner တွေအတွက်ဆိုရင်ပေါ့နော်ကိုယ်မှာရှိတဲ့ crypto တခြား crypto တခုနဲ့ချက်ချင်းအင်းကျွန်တော်တို့ပြောင်းလဲလိုက်တဲ့ပုံစံပေါ့နော်ပေါ်ပြောရမှာဆိုရှင်ဥပမာဆိုပါစို့ USD UBNB ချက်ချင်းပြောင်းလိုက်တဲ့ပုံစံပေါ့နော်အာ USD ကိုတခြားက BNB ကိုဟိုတခြား XRP တို့လူတခြား crypto တခုကိုချက်ချင်းပြောင်းလိုက်တဲ့ပုံစံပေါ့နော်အဲ့တော့အဲ့အဲ့ဒီဟာဘာလဲဆိုတော့ကျွန်တော်တို့ဈေးနှုန်းကကျွန်တော် Binance ကသတ်မှတ်ထားတဲ့အတိုင်းကိုကျွန်တော်တို့ကလက်ခံလိုက်ပြီးတော့ချက်ချင်းပြောင်းလိုက်တယ်ဆိုတဲ့သဘောအရန်ရိုးရှင်းတယ်အရန်လွယ်ကူတယ် beginner တွေအတွက်ကကျတော့ crypto တခုကနေတခုကိုပြောင်းတဲ့အခါမှာသုံးတဲ့ fashion တခုဖြစ်တာပေါ့နော်အဲကျွန်တော်ရှုပ်ထွေးတဲ့ chat တွေအေးကြည့်ကြရမလို့ order book တွေကြည့်ကြရမလို့ဟိုဒါပေမဲ့အဲ့ဒီ အဲ့ဒီ order မျိုးစားကိုလည်းနားလေဖို့လည်းမလိုဘူးပြောရမယ်ဆိုရင်ကိုယ်ပိုင်ဆိုင်တဲ့ခရစ်တိုတခုကိုတခုနဲ့ချက်ချင်းလဲလေလိုက်တဲ့ပုံစံဖြစ်တယ်အဲ့တော့ကျွန်တော် cover မှာတော့မြင်သာတဲ့ဒီ trading fees fees ပေါ့နော်ပြောရမယ်ဆိုရင်လဲလေကပေါ့နော်လဲလေကအယောင်းဝယ်လုပ်တဲ့လဲလေကပေါ့နော်အဲ့လိုမျိုးတော့ဓာတ်ရိုက်ကောက်ခံတာတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ဘာလဲဆိုတော့ ဲ့ဒီကျွန်တော်တို့ဒီ convert လုပ်လိုက်တဲ့အထဲမှာသူကကျွန်တော်ဗာလဲဆိုတော့ဩ conversion rate ထဲမှာပေါ့နော်လဲလေဈေးနှုန်းထဲမှာသူကအမှန်တကယ်တော့သူကဈေးကွက်ပေါက်ဈေးထက်ကိုနည်းနည်းပိုပြီးတော့ကျွန်တော်တို့ဈေးကြည့်နိုင်တယ်အဲ့ဒီထဲမှာအာကျွန်တော်တို့ဒီဒီဒီဘယ်လိုပြောအောင်လဲအာ spread ပေါ့နော်ပြောအောင်လို့ဆို spread ရောင်းဈေးနဲ့ဝယ်ဈေးကြားကွာခြားချက်လို့ခေါ်တယ် spread ဆိုတာအဲ့ဒီတိတိလေးကိုထည့်သွင်းလိုက်တာ ကျွန်တော်တို့ convert မှာလေအဲတိတ်တော့မတိတာဘူးဟိုဟိုတိတ်တော့မတိတာဘူးကျွန်တော်ဈေးကွက်ပေါက်ဈေးထက်တော့အနည်းငယ်ပိုပြီးတော့ဈေးကြည့်နိုင်တယ် convert ကိုသုံးပြီးတော့လုပ်တာကြတော့လေအဲကြောင့်ကျွန်တော် convert ကကြတော့ကျွန်တော် beginner ရဲ့အတွက်အသေးစားပေါ့နော်ကျွန်တော်တို့ဟို crypto နေနဲ့ပပလဲလဲတာမျိုးဆိုရင်ရှင်အရန်မြန်တယ်လွယ်တယ်အဲပိုပြီးတော့အဆင်ပြေစေတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ဟိုဒီ trade ဒီ conversion rate ကလည်းအဲ spread ကလည်းနည်းနည်းပဲသုံးတာဖြစ်တဲ့ကြောင့်အရန်ဟိုနည်းနည်းပမာဏနေရင်ပိုပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့နောက်ဒါကကြတော့ကျွန်တော် covax နဲ့လဲတာပေါ့နော်နောက်တစ်ခါကျတော့ spot trading နဲ့လဲတာကျတော့ဘာကွာလဲပေါ့နော် spot trading ဆိုတာကကျတော့ကျောဈေးကွက်ထဲမှာအာကျတော့တခြားသူတွေနဲ့ဓာတ်ရိုက်ရောင်းဝယ်လုပ်တဲ့ပုံစံဖြစ်လို့နည်းနည်းတော့ပုံပြီးတော့ရှုပ်ထွေးတယ်အဲ beginner တွေအတွက်တော့ဟိုနည်းနည်းတော့ရှုပ်ထွေးနိုင်တဲ့အနေအထားမျိုးရှိတယ်အဲ beginner တွေဆိုတော့ကျွန်တော် covax ကိုပဲပုံပြီးတော့သုံးစုစီချင်တယ်ပေါ့နော်အာပမာဏနည်းတဲ့ဟာတွေဆိုရင်ပေါ့နော်ပမာဏများတဲ့ဟာဆိုလို့ရှိရင်တော့ spot trading သုံးတာ ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီ spot trading ကနည်းနည်းတော့ပိုရှုပ်ထွေးတယ်ဒါပေမဲ့ကျွန်တော်ဈေးနှုန်းကိုပို့ပြီးတော့ထိန်းချုပ်ထားနိုင်တယ်ဆိုတော့ Binance spot trading မှာပို့ပြီးတော့အဆင်မြင့်တဲ့အရာဝယ်လုပ်တဲ့အဲသူတွေတုံးတာများတယ်ကျွန်တော်တို့ beginner မဟုတ်ဘဲနဲ့ advanced level လုပ်တဲ့သူတွေမှာအာကျွန်တော်တို့တစ်ခုခုကိုလဲလဲမှာဆိုတော့ spot trading ကိုတုံးတာများတယ်အဲ့တော့ကျွန်တော်ဈေးကွက်ထဲမှာရောင်းလို့ရတယ်ဝယ်လို့ရရှိတယ်အဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ crypto တွေကိုဓာတ်ရိုက် ကျွန်တော်တို့ရောင်းဝယ်လုပ်တဲ့ပုံစံပေါ့နော်အဲ့တော့ spot trading တွေမှာကျွန်တော်ကိုလိုချင်တဲ့တတ်မှတ်ထား limit order ပေးလို့ရတယ်အဲကျွန်တော်ဈေးနှုန်းကိုဘယ်ဈေးရောက်မှရောင်းမယ်ဘယ်ဈေးရောက်မှဝယ်မယ်ဆိုပြီးတော့ကျွန်တော်ထိန်းချုပ်လို့ရတယ်တော့ spot trading မှာတော့ကျွန်တော်တို့ဟိုမြင်ရတဲ့ trading fee ဆိုတာရှိပါတော့အများအားဖြင့်တော့0.1%တို့ဘာလို့ကောက်ခံရရှိတယ် Binance ကနေပြီးတော့အဲ့တော့ဈေးနှုန်းကိုလည်းအဲကျွန်တော်တို့ဘယ်ဟာမှဘယ်ဘယ် level ရောက်မှရောင်းမယ်ဘယ် level ရောက်မှဝယ်မယ်ဆိုပြီးကိုယ်တိုင်တတ်မှတ်နိုင်တဲ့ဖြစ်တဲ့လို့ကြောင့် convert ထပ်တော့စုစုပေါင်းကုန်ကြစိတ်တော့ပိုတက်တာနိုင်တယ်အဲကျွန်တော်အထူးတစ်ဖြစ်ပမာဏများတဲ့အရောင်းဝယ်တွေအတွက် ဲ့ဥပမာဆိုပါစို့ heavily ဘာလို့ဒေါ်လာ1000 2000 3000လို့အဲ့လိုမျိုးတွေအတွက်အဲဆိုရှင်ပို့ပြီးတော့အကျိုးကျိုးရှိတယ်ပေါ့နော်အဲ့တော့အချင်းချုပ်ပြောရမယ်ဆိုလို့ရှင် comfort ကတော့ရိုးရှင်းတဲ့လွဲကူတဲ့ vegan တွေအတွက်ကတော့လုံးဝဒီတိုင်းပဲချက်ချင်းပြောင်းလိုက်ရုံပဲအဲ fees ရေလို့တော့မရှိပဲပေမဲ့ spread ကကြတော့အဲ့ထဲမှာ conversion rate ထဲမှာကျွန်တော်ထည့်ပေါင်းထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ပုံမှန်ထက်တော့ spot trading ထက်တော့နည်းနည်းလေးဈေးပိုများတယ်အဲ့တော့အဲ့တော့ spot trading ကတော့နည်းနည်းရှုပ်ထွေးမဲ့ချက်တွေကြည့်ရမယ်အဲဒါမဲ့ limit order တွေတတ်မှတ်နိုင်တဲ့ကိုကြိုက်တဲ့ဈေးရောက်မှအရောက်ဝယ် လုံနိုင်တယ်။အဲအကုန်ရစိတ်ကတော့ပို့ပြီးတော့အကုန်ဗတ်ချက်တော့နည်းနည်းပို့တတ်တာမယ်။ဈေးကဘောပို့ပြီးတော့အဲ့လိုထိန်းချုပ်လို့ရမယ်ပေါ့ဗျာ။ဒါကတော့ကျွန်တော်တို့ဒီမှာ crypto တစ်ခုနဲ့တစ်ခုပြောင်းတဲ့အခါမှာ convert ကိုသုံးပြီးတော့ပြောင်းမလား spot trading ကိုသုံးပြီးတော့ပြောင်းမလားဆိုတဲ့နည်းနှစ်နည်းတည်းရာဒါကျွန်တော် knowledge sharing နဲ့ beginner အတွက်ရှင်းပြပေးတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။